အလုံးမင်္ဂလာပါဆိုင်ငံเจ้าဟိုเจ้าကြီးအောင်ချက်ပြောင်းရင် MG ကနေပြန်လဲကြိုးစားလိုက်ပါတယ်ဒီနေ့ကတော့ဒါမြန်မာနိုင်ငံမှာအစည်းအဝေးအသုံး CV 650 app ဆိုင်ငံเจ้าပြပတ်ဆောင်မှာဖြစ်ပါတယ်စလိုက်အောင်နောက်ဆုံးစလီကူတွေမှာ Honda ရဲ့ CV 650 app Honda နေရာမှာစားထိုးဖို့ Spotbike CV 650 app နဲ့အတူ engine 2ပုံစံကွဲ negative CV 650 app ကိုပါထုတ်လုပ်ခဲ့ပါတယ် ဟောနာထုတ်လုပ်မှုတွေမှာ CB series တွေကနာမည်ကြီးလူကြိုက်များသလို CB 650F ဆိုင်ငယ်ကလည်းလူကြိုက်များဆိုင်ငယ်ပါလဲလက်တန် Negabyte design နဲ့မှာ inline 4လေးလုံးထုတ်နေဆိုင်ငယ်ဖြစ်ပါတယ် CB 650F ရဲ့ niche set ဆုံး banner တွေအနေနဲ့ Yamaha MD07 က parallel twin နှလုံးထုတ် Kawasaki Z650 လည်း parallel twin Suzuki Jazz 650ကတော့လေးလုံးထုတ် engine မျိုးစားနဲ့ဆိုင်ရရှိပါမယ်ဒီထဲမှာ Suzuki ရဲ့ Jazz 650ကပေါ်ပေါ်ဖို့အဖြစ်ဆုံးအကြမ်းဆုံးဖြစ်ပါတယ် ပေါ်နစီဝီချောင်းဟာတဲ့ app ဆိုင်ကနောက်14ခုနှစ်မှာဆက်ထွက်လာပြီးတော့ဒါ2019ခုနှစ်မှာထုတ်လုပ်မှုရလာခဲ့ပါတယ်။ CV ချောင်းဟာတဲ့ app နေရာမှာ CV ချောင်းဟာတဲ့ R ကိုစာထုတ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ CV ချောင်းဟာတဲ့ R က modern retro cafe style ပုံစံရောင်းတော့တာဖြစ်ပြီးဒီဇိုင်းမှန်ကျတဲ့သူဆိုရင်တော့ကွက်တီပါပဲ။ဒါပေမဲ့ negative byte ပုံစံကျတဲ့ဆိုရင် CV ချောင်းဟာတဲ့ app ကိုပဲ budget အနေနဲ့ရွေးချယ်ခွင့်ရှိအောင်မှာပါ။ မီတာဝိတ် neck byte ထဲမှာတနိုင်တစ်ပိုင်းမောင်းနေနိုင်ပြီးတော့ performance လည်းမိုက်တဲ့ဆိုင်တွေဖြစ်ပါတယ်။နောက်ဆီကနေစမ်ထုတ်တော့ဆိုပေမဲ့ဒီနိုင်ငံမှာအစ်တလိုတန်တဲ့ဆိုင်တွေကရှိအောင်မှဖြစ်ပါတယ်။6လီတာ cc inline four engine ဖြစ်ပြီးတော့ဒါ engine a base နဲ့အနေနဲ့ဒီတိုင်းကိုတက်ဆင်အသုံးပြုပေးထားပါတယ်။တောင်းထောင် RPM မှာမြင်းခုံရအား66ထုတ်လုပ်ပေးမှာဖြစ်ပြီးတော့8000 RPM မှာလင်ဂျာယုံကအနေနဲ့ 63Nm ရှိမှာဖြစ်ပါတယ်။မြင်းသုံးမောင်းနှင်လည်းအားတနိုင်မိုင်းတက်၄၀၊ည23 km/h ဖြစ်ပါတယ်။ 0 to 100 km ကိုတော့၄စက္ကန့်နဲ့တီးထောင်နိုင်ပါတယ်။တက်စီတခါလံကိုမိုင်90ဝန်းကျင်လောက်မောင်းနေနိုင်မှာဖြစ်ပါတယ်။စီတိုင်ကြီးကတော့18လီတာဝန်းဆန်းပါတယ်။၄ခါလံဝဲလောက်ပေါ့။ဖိနိုင်ကောင်အမြင့်က2ပေနဲ့8လောက်မှအမြင့်ရှိမှာဖြစ်ပါတယ်။အရာ9ပေ9လောက်ဆိုရင်တော့ဒါတိတိမိမိပတ်မှန်နိုင်နိုင်စီးနေနိုင်မှာပါ။ဆိုင်ကဝဲကတော့458ပေါင်၄ချိန်ရှိပါတယ်။အရန်လဲမလေးမပေါ့အနေထားဖြစ်ပါတယ်။ ရှိုးဝါတယ်လီစကုပ်ဝေဖောက်ရင်းနဲ့ဖြစ်မယ်ရှေ့က display ဂျူရဘစ်စတရီနဲ့ထိန်းချုပ်မယ်နောက် display က single bit စတရီနဲ့ထိန်းချုပ်ပါတယ် ABS စနစ်တော့မပါဝင်ပါဘူး LCD display တိုင်းကနေဖြစ်ပြီးတော့ writing mouse နဲ့ charge electronic system တွေတော့မပါဝင်သေးပါဘူး။လက်ရှိဝင်နိုင်တဲ့အကြောင်းအရင်းနဲ့အဖြူဖြူနီကြားနဲ့အမဲနီဆက်တွေရနိုင်ပါတယ်။2018 CV 6000လဲအသက်ရှိအောင်မယ်ဆိုရင်အခုငွေဈေးနဲ့3350ဝန်းကျင်ကျတယ်မှာပါ။စက်ရုံတရရဈေးဖြစ်ပါတယ်။ဒီ CV 6000လဲဆိုင်ရတာ စလေးမော်ရယ်ဖြစ်ပြီးတော့ဂျပန်လိုင်စင်အကြီးလည်းပေါင်းအောင်ဖြစ်ပါတယ်အဲဇင်းလုံးကတော့တိုင်းပြဖွဲ့ဝင်ကြီးမှာဝယ်ရရှိနိုင်ပါတယ်အကွန်မြူဝင်းမော်တော်ဆိုင်ရယ်ရှိုးရမှာရရှိနိုင်ပါတယ်ကွန်မြူဝင်းမော်တော်ဆိုင်ရယ်ရှိုးရမှာလိမ့်စာတော့ရန်ကုန်မှာမော်မြူရုံနဲ့စပရိုင်းမတိုင်နဲ့ဆက်ချောင်းမတိုင်နဲ့အားရှိပြီးတော့ဒါမန္တလေးမြို့ချမ်းမသာစီ58လမ်း110 110ရေးကြမှာရှိုးရမှာရှိပါတယ်တဲတဲ့ပြင်းစသမင်းမြန်နေတာရှိလို့ပုံမှန်မှာအပြည့်အစုံလေးချပေးရပါတယ်